အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဆင်ရဖြစ်ပါတယ်2025ခုနှစ်မတ်လ21ရက်မနေ့ခင်ပိုင်းစီရေးတရေတုံးသက်ချက်များကိုဖတ်ကြားပြပြသွားမှာပဲဖြစ်ပါတယ်ဂျာလိုက်ဒေါ်လာကျွတ်သိုးကြီးရဲ့အကူအညီနဲ့နျူကလ িয়ার ဓာတ်အားဖြင့်စက်ရုံတိဆောက်ရန်နေရာရွေးချယ်ထားပြီးဖြစ်ပါတယ်နေပြီးတော့ပေါင်းလောင်း၁၀အနီးငါးတဲစုကြေးရွာနဲ့ဇီယိုင်းကြေးရွာဝင်းကျင်တို့သိရပါတယ် ဆယ်လ်စုဟာနျူကလ িয়ার နည်းပညာရရှိရေးအတွက်အစဉ်တစိုက်ကြိုးစားလာခဲ့တာဖြစ်ပြီး2010ဝန်းကျင်တုန်းကငဖဲခြေဆိုင်အမတ်ဆလီကာဝေးပစ္စည်းဆက်ယုံမှာမြောက်ကိုရီးယားပညာရှင်တွေနဲ့စမ်းသပ်ခဲ့ပေမဲ့အထမမြောက်ခဲ့ပါဘူးမြောက်ကိုရီးယားပညာရှင်တွေနဲ့ကဘာဆာကစစ်အင်ဂျင်နီယာဗိုလ်ကြီးတွေနဲ့ပို့တိုက်မှုဖြစ်ခဲ့ပြီးပြန်သွားကြတာဖြစ်ပါတယ်မြောက်ကိုရီးယားတယောက်ဆိုရင်အချင်းချင်းတပ်ပစ်လိုက်ကြပြီးဆူဆိုက်လို့သတင်းထုတ်ပြန်ကြတဲ့အချိန်ဤ တင်းမာသွားခဲ့တာဖြစ်ပါတယ်အဲ့ဒီဖြစ်စဉ်နောက်ပိုင်းကစလို့နှစ်နိုင်ငံစစ်ဖက်ဆိုင်ရာဆက်ဆံရေးခန့်တမ်းတမ်းဖြစ်သွားတယ်လို့လည်းဆိုပါတယ်မြောက်ကိုရီးယားတွေဝင်လာတယ်ဆိုတဲ့မှတ်တမ်းရှာရင်တော့တွေ့ရမှာမဟုတ်ပါဘူးထိုင်ဝမ်ပတ်ဖို့တွေတုံးပြီးဝင်ရောက်လာကြတာဖြစ်ပါတယ်နျူကလ িয়ার ဒါအဘိဆက်ယုံတွေကိုကာကွယ်ရေးပစ္စည်းထုတ်လို့ရာချီဂျုံယုံကိုတာဝန်ပေးနိုင်ပွဲရှိတယ်လို့ထင်မြင်ခဲ့ကြပေမဲ့စစ်ယုံချုပ်ဖြစ်တဲ့ကကကြီးသူတည်တနာဌာနခွဲကနေကင်တွယ်မှာဖြစ်ပါတယ် ကကကြီးကနေဓာတ်ရိုက်အုပ်ချုပ်နေတဲ့တပ်အမျိုးအစား၅မျိုးရှိပါတယ်။သာသနာလို့ခေါ်တဲ့တပ်မတော်စိတ်ဗန်တဲ့ဤပညာသုတေသနာဌာနသာနာတလို့ခေါ်တဲ့စတုဘေဒဆိုင်ရာသုတေသနာနဲ့ဤပညာဖွံ့ဖြိုးတပ်သာနာလာလို့အတူကောက်ပြောတဲ့စိတ်ဗန်နဲ့ဤပညာဆိုင်ရာပစ္စည်းထုတ်လုပ်ပြီးအလုပ်ရုံအကျန်းဖက်နိုင်နေတက်နဲ့လုံခြုံရေးတက်ရင်းလိုပဲဖြစ်ပါတယ်။စစ်တပ်ရဲ့ရုရှားပြန်စစ်အင်ဂျင်နီယာအုပ်စုအကောင့်ထဲဖော်မဲ့ နျူကလ িয়ার ထားအပြင်ဆက်ယုံတွေကတော့နေပြည်တော်သူနေပြည်တော်သားတွေအတွက်ရေဒီယိုတက်တိကြွတာတွေဖြစ်လာမှာကိုမြင်အောင်မိပါသေးတယ်။ KYR မြို့ဝကျွန်းမထေတာရခိုင်ရုံးမအဆက်ကြေးရွာတွေမှာပူပေါင်းတပ်ဖွဲ့တွေကရွာရွာတွေမှာလှက်လေတော်လာလျက်ရှိပြီးစကားဆရဲ့စစ်ကြောင်းတွေကတော့ဖုန်ကြီးကြောင်းနဲ့တင်ငိုင်းကုန်းတွေမှာတက်ဆွဲအခြေပြုနေကြပါတယ်။ဒေတာကန်နဲ့ဈေးရောင်းဈေးဝယ်သူတွေကိုတော့လေကြောင်းနဲ့အမြောက်အန္တရာယ်အထူးသတိထားဖို့လက်နက်ငယ်ပြစ်ခတ်တံကြားရပါက အကာအကွယ်ယူပြီးဝင့်နေကြဖို့နှစ်ဖက်စလုံးက3 base saw on နေတာတွေရှိပါတယ်။ဒါတွေကတော့လင်းမြန်နာမြို့နယ်နဲ့ရေကြီးမြို့နယ်တွေကတောင်ကြီးရွာများရဲ့လက်ရှိအခြေအနေပဲဖြစ်ပါတယ်။ဂျမန်နေကတော့စစ်ပုတ်ကွင်းစက်ကယ်ပြင်နဲ့ညောင်အိုင်ရွာဘက်တွေကိုပေါင်900ဘုံးသီးတွေခတ်ဆိတ်ဆိတ်ချပြီးတော့တိုက်ခိုက်နေကြတာဖြစ်ပါတယ်။မကွေးတိုင်းရောဒေတာထီလင်းမြို့နယ်အလဲပန်းရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေ ဘုံ၁၈လုံးချပြီးတိုက်ခိုက်မှုပြုလုပ်ထားပါတယ်ချလိုက်တဲ့ဘုံ၁၈လုံးထဲကနေ၁၅လုံးပောက်ကွဲခဲ့ပြီး great တွဲចောင်းသူ2ဦးအပါဝင်အမျိုးသား2ဦးအမျိုးသမီး3ဦးတေဆုံးပြီးတော့ဒဏ်ရာရတာက28ယောက်ဖြစ်ပါတယ်ဒဏ်ရာရ28ယောက်အနက်မှာ6ဦးကစိုးရင်ရပါတယ်နေအိမ်3လုံးမီးလောင်ပြာကျပြီးတော့လူနေအိမ်ကြီး50ကျော်ပျက်စီးခဲ့ရပါတယ် ဒီတိုက်ခိုက်ခဲဒီတိုက်ခိုက်ခဲဒီတိုက်ခိုက်မှုတော့ ground leader ကနေ jet fighter 3စီးနဲ့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆလင်းမြို့နယ်ကင်မွန်ကျင်ကျွာအုပ်စုကင်မွန်ကျုံရွာဖုံတော်ကြီးချောင်းကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ထားတာလည်းရှိသေးပေမဲ့ထိခိုက်မှုစီးရင်ကိုတော့မသိရှိရသေးပါဘူး။နောင်ချိုစင်ရနာပြည့်ရတိစာတင်တိုက်ကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဟာလည်းကဘာကျော်ရာသွေးမှုအတစ်ခုဖြစ်ဖြစ်လာပါလေဦးမယ်။ ကြောင်ခန်းကစကားစတက်တွေအချိန်ပြောင်းလုံနေပါတယ်။ခါတိုင်းခြေတန်းခဏပြန်ဝင်ရင်တောင်းညအမောင်မှလူမသိသူမသိခိုးကြောင်ခိုးရဲနဲ့တက်သေးကိုပြန်လာကြရတာဖြစ်ပါတယ်။အခုကျတော့စစ်တပ်ကပြန်နိုင်နေပြီဆိုတဲ့အထာနဲ့ရမခခွေထဲမှာပုံဖော်နေတာရှိပါတယ်။အချိန်မြောက်တိုင်းစစ်တပ်နာကျုပ်နေပြည်တော်မှာရှာရှာပါပါကွက်ကွက်လေးကြံနေတဲ့မိုင်းရယ်နဲ့နန်လန်ကြားကမိုင်းဘက်အခြေဆက်အမှတ်136ခြေလင်းတက်ရင် ကျိုးတိုးကျဲတဲလေးပြန်ဝင်လာတာကိုနေဝင်းနီတို့ရဲ့အိမ်ပြန်ခီးဆိုပြီးဝါရဖြန့်လာနေပြန်ပါတယ်။ပဲခူးတိုင်းရှိကြံဝေါမျိုးနဲ့လက်ပံရွာအခြေပြုစစ်ကြောင်းကိုအင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီးခဲရန်နဲ့ဒရုန်းတွေလည်းထပ်မံရောက်ရှိလာပါတယ်။အခြေပြုရာလက်ပံရွာဖုန်ကြီးကျောင်းမှာဒရုန်းနှစ်စီးဖြင့်မွန်ပြည်နယ်ကြိုက်ထုံမြို့ခရွေးရွာကိုတလုံးကွက်တစ်ပိုင်းကိုတလုံးဘုံချတိုက်ခတ်ခဲ့ပေမဲ့အထိခိုက်မရှိခဲ့ပါဘူး။ အညာစုရွာဘက်ကတော့120မမအမြောင်းနဲ့ပြစ်ခတ်တိုက်ခိုက်ထားပြီးမြေပြင်စစ်ကြောင်းလဲထိုးလာနိုင်ပြီရှိပါတယ်။ယနေ့ဓာကစပြည်ကနေလက်ပန်းအရှိဘက်ချမ်းကိုအင်အား200ဝန်းကျင်စစ်ကြောင်းတစ်ကြောင်းစေလွတ်ဖို့ရှိနေပါတယ်။ပြည်မြို့မှာတော့အရရင်30လောက်ပေါ်တာဆွဲပြီးညောင်ကျိုးကိုရိတ်ခါခဲရမ်းတဲ့အင်အားပြည်တွေထပ်ပုံနေပါတယ်။သမင်းတို့ပို့ပေးနေရတဲ့ဂျွာတွေကတော့ရမ်းစိမ့်မှုန့်လေးတွေနည်းနည်းချင်းနည်းနည်းချင်းဖြတ်ဖြတ်ချက်ပေးဖို့အကြံပြုပေးထားပါတယ်။ အရရင်တွေနဲ့ပို့ဆောင်ရမှာလက်လက်ကြီးထိမှန်ပျက်စီးမှုတွေလည်းရှိပါတယ်အင်အားပြည့်အဖွဲ့တွေကိုဒေတာကုကဲရေးစစ်ဌာနချုပ်ပြည်ကနေညနေပိုင်းတွေမှာထိုင်ရိုက်ပို့ဆောင်နေတာဖြစ်ပြီးအုတ်ရှိပင်မှာတော့အရေးပေါ်ခြေနေအတွက်ညတဲ့ရင်သုံးစီးကိုစုဖွဲ့ထားတာရှိပါတယ်ကန်ယူရန်ကွင်အမတ်စကူစစ်စေကုကဲမှုဌာနချုပ်နဲ့မော်လမြိုင်ရဟရင်နှစ်စီးနဲ့အသွားပြန်လွန်ထွန်းလွန်ထွန်းနေပါတယ် အောင်လင်းတို့ရဲ့ခီးစဉ်တစ်ခုလို့ယူဆရပေမဲ့ဘာကောင်းစင်နဲ့လာတယ်ဆိုတာတော့စုံစမ်းနေသေးပဲဖြစ်ပါတယ်။တဝဲဒေတာကိုလည်းစစ်အင်အားတိုးမြင့်ပြီးလုံခြုံရေးတင်းကျပ်နိုင်ရေးကြိုးစားလာပါလိမ့်မယ်။အញ្ញံလန်းမိုင်တိုင်းအမှတ်335မိုင်အနောက်ဖက်3မိုင်ခန့်အကွာမှာခွေးဆောင်ရွာဆိုတာရှိပါတယ်။အဲ့ဒီရွာမှာသဘာဝထမ်းဝေးပိုက်လိုင်းလုံခြုံရေးစခန်းကနေစခန်းမှုလုပ်သူဗိုလ်ကြီးနဲ့တက်ချက်ကြီးနှစ်ယောက်သားအပြင်ထွက်လာကြတယ်။စောင့်ကြိုပြစ်ခတ် တိုက်ခိုက်ခံစားရပါတယ်ဒေတာကမာလို့ခေါ်တဲ့ဘူကြီးလှုပ်သူကတော့1 by ထိမှန်စိုးရင်ရပါတယ်တက်ချက်ကြီးကတော့ခြေတော့ထိခြေတော့ကိုထိမှန်သွားပြီးမစိုးရင်ရဒဏ်ရာဒဏ်ရာတွေရရှိထားပါတယ်လုံခြုံရေးစခန်းကိုကုတ်ခဲ့တဲ့တိုင်ရင်ဌာနချုပ်ကတော့စီစစ်နေသေးတာဖြစ်ပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းကတာဝန်သိစေနာရှင်ပြည်သူတို့ကကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ဆိုင်းရဲ့အပူပစ္စည်းတွေလိုအပ်ရင်လှူဒန်းချင်ပါတယ်ဆိုပြီးဆက်သွယ်လာပါတယ်ဆိုင်းရဲ့အပူပစ္စည်း အပြင်စစ်ဘေးရှောင်တွေအတွက်အဝတ်အထည်တွေပါထည့်ပေးပြီးစံစာကပါ PC ကုညီအားဖြည့်သွားတာဖြစ်ပါတယ်။သွားရောက်လူခံရခြင်းမဟုတ်ဖဲနဲ့ကိုပိုင်အသည့်စိတ်ဓာတ်နဲ့လာရောက်လူတန်းနဲ့ညီငယ်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။စကိုင်းနဲ့မုတ်ပလင်အထက်အောက်ပို့ဆောင်ပေးလိုက်တာနှစ်ဖွဲ့စလုံးထံချော့ချော့မော်မော်ရောက်သွားပြီဖြစ်ပါတယ်။မူရီတာပွားနိုင်စီရန်တင်ပြပေးရခြင်းဖြစ်ပါတယ်ခင်ဗျ။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်